အနိုင်ရတဲ့ပါတီနဲ့ကိုယ်စားလှယ်လောင်းစည်းရုံးတွေကိုရွေးကောက်ပွဲအပိုင်းအလုံးပြီးမှသာကျင်းပမှာဖြစ်တယ်လို့ကရင်မျိုးသားဒီမိုကရက်တစ်ပါတီ KNTP မှဥက္ကဋ္ဌဦးမန်းအောင်ပြည်စိုးကစီရင်နိုင်တဲ့ဌာနကိုပြောပါရယ်အဲမစင်ညာမီရာဘီရတာမစင်ညာဘီအကုန်လုံးပြီးမှပဲစင်ညာမယ်လို့ပြောတယ်။အကုန်လုံးအပိုင်းကြီးအပိုင်းကြီးအပိုင်းဆုံးမှာကြီးအပိုင်းဆုံးကလုံးပြီးမှစင်ညာမယ်နိုင်ရဘူးစင်ညာမယ်လို့ပြောတယ်။အားလုံးပေါ့ဒီလိုဝင်လို့နိုင်တဲ့နေသားမျိုးပေါ့။ဒီမှာအပိုင်းနှစ်ရက်ကျော်လိုက်ပြီးသူရှင်တော့သူ့ ဆက်ပြီးအပိုင်းသုံးမလာတော့ဆိုရင်တော့ပြင်လာလိုက်မယ်ပြောလို့ပေါ့လို့အပိုင်းသုံးဆက်လို့ဘူးရှိသေးတယ်ဆိုရင်တော့အပိုင်းသုံးပြီးမှပဲပြင်လာပါပေါ့လက်ရှိမှာပါတီဆောင်ဒီမိုကရေစီထွေထွေရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းနဲ့ကျင်းပမယ်လို့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ကောင်ဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကပြောထားပါဗျ။ရွေးကောက်ပွဲအပိုင်းတစ်ကို2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာစတင် ကျင်းပမှာဖြစ်ပြီး2026ခုနှစ်ဇန်နဝါရီ17ရက်နေ့မှာတော့အပိုင်းနှစ်ကိုကျင်းပမှာဖြစ်ပါတယ်။ အဲ့ဒီနောက်ရွေးကောက်ပွဲအပိုင်းနှစ်ကျင်းပပြီးနှစ်ပတ်အကြာမှာတော့အပိုင်း၃ကိုကျင်းပသွားမယ်လို့အမျိုးသားကောင်ွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့တည်င်းထုတ်ပြန်ရေးအဖွဲ့ကောင်ဆောင်ဗိုလ်ချုပ်စမင်းထွန်းကနိုဝင်ဘာလ10ရက်မှာထုတ်ပြန်ပြောကြားထားတာပါလက်နက်ကိုင်ပဋိပက္ခတွေကြီးမားကျယ်ပြန့်နေတဲ့လက်ရှိမြန်မာနိုင်ငံရဲ့အခင်းကျင်းမှာပြည်မပါတီကြီးတွေထက်တိုင်းရင်းသားပါတီတွေဟာရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလမှာအခက်အခဲများစွာကိုရင်ဆိုင်နေရကြောင်းလည်းသိရပါဗျ။ကရင်မျိုးသားဒီမိုကရက်တစ်ပါတီအနေနဲ့အာဏာရတာထက် တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကိုပိုင်ပြဋ္ဌာန်းခွင့်တွေနဲ့ပတ်သက်ပြီးလွှတ်တော်ထဲမှာပြောဆိုနိုင်ခွင့်ရရှိစေဖို့ရွေးကောက်ပွဲဝင်ရတာဖြစ်တယ်လို့ KNDP ပါတီဥက္ကဋ္ဌဦးမန်းအောင်ပြည်စုကစီရင်တဲ့တင်ဌာနကိုပြောပါတယ်အဲဒီတော့ဘယ်ရတော့ကျွန်တော်ဆိုးရွားပြောလို့ကျွန်တော်တို့ပါတီတို့ပါတီနေပဲနော်ဒါပေမဲ့ကျွန်တော်တို့ပြားပေးတဲ့အပိုင်းပေါ့ခလာရူတော့ပဲဝင်နေပါညာအဲ့လိုတော့ရှိတယ်ကျွန်တော်တို့ပါတီထောင်ဝယ်ဟိုကကျွန်တော်တို့ရဲ့တိုင်းရင်းသားတွေအတွက် ပြောရေးစုခွင့်ပြောမှစုပိုင်ခွင့်ထုတ်တော်မှာရရှိအောင်ကျွန်တော်တို့ကစင်နာရတယ်နော်ကျွန်တော်တို့ရည်ရတယ်ဆိုတော့အဲ့လိုရည်ရတဲ့အလျောက်ပါတီထောင်လိုက်တယ်ဝေဖုံကြီးကမှတော့ဒီတော့ပဲဝင်ရတော့နော်ဒီတော့ပဲဝင်မဲ့ပါတီထောင်တာအလကားပဲပေါ့နော်ဆိုတော့ဟိုကျွန်တော်တို့ပြောချင်တာကအာရေကောက်ပွဲဝင်ဝင်လိုက်တာဟာအာနာရဖို့ချက်ဖို့နော်အာနာရချင်းမရချင်းလို့တော့ပြောအာနာ အာနာလည်းရက်စင်တဲ့အာနာရက်မှုတွေကိုခုနကပြောရစုခွင့်ပြောနိုင်စုနိုင်တိုင်းသားတွေရဲ့ရက်ပိုင်ခွင့်ဒီခုနကတန်းပြီးညပိုင်ခွင့်ပေါ့နော်လူလာချင်းညချင်းတန်းပြီးချင်းကိုမပြတ်တမ်းဝင်ရှိချင်းဆိုတဲ့အားတွေရရှိအောင်အာကျွန်တော်တို့သူ့တော်မှာပြောနိုင်စုနိုင်ခွင့်ပြောပိုင်စုပိုင်ခွင့်ရအောင်ဟိုဒီကဝင်ဝင်ရချင်းဖြစ်တဲ့ပါတီထောင်ရချင်းဖြစ်တဲ့ဆိုတာတော့အာကျွန်တော်တို့ပြဿနာကြီးအားလုံးကိုပြောချင်ပါနေမည့်အခြေအနေတွေကြောင့်ပါတီကြီးတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးကိုစလေလောင်းဆိုင်းဘုတ်တွေစိုက်ထူရာတို့ကိုကောင်းမွန်စွာပြုလုပ်နိုင်တာကိုတွေ့ရပါတယ်။ဒါပေမဲ့တချို့သောတိုင်းရင်းသားပြည်နယ်တွေမှာဝင်ရောက်ရှင်ပြိုင်မဲ့တိုင်းရင်းသားပါတီတွေအနေနဲ့လက်နက်ကင်တပ်ဖွဲ့တွေရဲ့ကန့်ကွက်မှုတွေအကြောင်းဒီကနေ့အထိဘလို့လှုပ်ရှားမှုမျိုးမှကောင်းမွန်စွာမပြုလုပ်နိုင်ကြသေးကြောင်းလည်းသိရပါတယ်။